thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်နောက်တစ်ချိန်မှာဘသူစစ်အာဏာသိမ်းရဲလဲလို့မေးနိုင်အောင်လက်နက်ကင်တော်လန့်ခြင်းလို့ PDF စစ်စင်ရေးမှုပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူများဆန္ဒကိုလက်နက်နဲ့အနိုင်ကျင့်တဲ့စစ်အာဏာရှင်များနားလည်နိုင်မဲ့ဘာသာစကားဖြစ်တဲ့လက်နက်ကင်လန်းစင်ကိုပြည်သူလူထုတရက်လုံးကရွေးချယ်ဆောင်ရွက်ခဲ့ရပြီးနောက်တစ်ချိန်အာဏာမသိမ်းရအောင်လက်နက်ကင်တိုက်ပွဲဝင်ရခြင်းဖြစ်တယ်လို့ပြည်သူကကွယ်ရေးတပ်မတော် PDF အမှန်နဲ့စစ်စင်ရေးနယ်မြေစစ်စင်ရေးမှုရဲဘော်တင်ဦးကပြောပါတယ်ရဲဘော်တင် င်ဦးကပဲခူးတိုင်းရှန်ကုန်တိုင်းအေရဝတီတိုင်းနဲ့နီဘလော့တိုင်းစတဲ့တိုင်းစစ်ဌာန၄ခုပါဝင်တဲ့အမှတ်နှစ်စစ်စင်ရေးနယ်မြေကိုကုကင်ရတဲ့စစ်စင်ရေးမှုဖြစ်တာဝန်ယူနေသူဖြစ်ပြီး၂၀၂၀ရွှေကောက်ပွဲမှာလည်းရွှေကောက်ကန်လွတ်တော်ကိုယ်စားလှယ်တအုပ်ဖြစ်ပါတယ်။ မေလ31ရက် ကကျင်းပတဲ့ဒုပြန်လာပြီးအေယာဝတီရဲ့ပင်လယ်အယောင်ယူမဖောင်းစကားဝိုင်းစီအစီအစဉ်မှာရဲဘော်တင်ဦးကလက်နက်ကင်တော်လိုင်းမှာပါဝင်ခဲ့ရမှုကြောင့်အခုလိုရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့ပြည်သူတရက်လုံးကငြိမ်ငြိမ်ချမ်းချမ်းနဲ့ဥပဒေပေါင်းတွင်ကကျွန်တော်တို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်ရင်းကျွန်တော်တို့တောင်းဆိုခဲ့တယ်။ဒါကိုမျက်ကွယ်ပြုခဲ့တဲ့လက်နက်နဲ့အနိုင်ကျင့်ခဲ့တဲ့လက်နက်နဲ့ဖိနှိပ်ခဲ့တဲ့ဒီအတွက်ပြည်သူတရက်လုံးကသူတို့နားလည်နိုင်မဲ့စကားပေါ်ကျွန်တော်တို့ကဓမ္မနဲ့ပြောတဲ့ဟာကိုသူတို့ကနားမလဲတော့သူတို့နားလည်နိုင်တဲ့စကားနဲ့ကျွန်တော်တို့ကပြန်ပြောရတာပေါ့ဒါကြောင့် သူတရက်လုံးကလက်နက်ကင်ခဲ့ကြတာလို့ရဲဘော်တင်ဦးကပြောပါရယ်ရွှေကောက်ခံလွတ်တော်ကိုစလဲတအုပ်ဖြစ်ပြီးပြည်သူကိုကိုစားပြုမှုတာဝန်ကအရေးကြီးကြောင်း၎င်းကပြောပါရယ်ပြည်သူတရက်လုံးကစစ်အာဏာရှင်ကိုဒီတစ်ချိန်မှာလက်နက်ကင်ပြီးတော့တွန်းလှန်နေကြတဲ့အချိန်မှာပြည်သူကိုလိုလားဆန္ဒပြုနေတဲ့ကျွန်တော်ကလည်းလက်နက်ကင်ပြီးတော့ပြန်ပြီးတော့တွန်းလှန်ရပါတယ်ပြည်သူကိုကိုစားပြုတဲ့အချက်တစ်ချက်ပါပဲအဓိကကတော့နောက်တစ်ချိန်မှာဘယ်ကောင်စစ်အာဏာသိမ်းရဲလဲလို့မေးနိုင်အောင်ကျွန်တော်တို့လက်နက်ကင်ပြီးတွန်းလှန်နေတာပါမဟုတ်ရင်စစ်အာဏာရှင်အဆက်ဆက်ကလက်နက်အားကိုနေအနိုင် ုင်ခြင်းပိုကျနေတဲ့ထုံးစံလို့ဖြစ်နေတယ်။ဒီတစ်ကြိမ်တော့မရတော့ဆိုတာမှတ်သွားစီရမယ်လို့ရဲဘော်တင်ဦးကပြောပါရတယ်။ နောင်လာနောက်သားတွေကိုလည်းစန္ဒမူနာဖြစ်ပြသမှာဖြစ်တာကြောင့်လက်နက်ကင်လမ်းစဉ်ကိုရွေးပြီးလက်နက်ကင်တိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့၎င်းကပြောပါရယ်လက်ရှိမှာတော်လိုင်းရေးဘက်တော်သားတွေကြားသွေးမကွဲပါကစင်အာနာရှင်ကိုအနိုင်ရမှာဖြစ်ကြောင်းရဲဘော်တင်ဦးကပြောပါရယ်စင်အာနာရှင်ရဲ့သွေးအေးစီမဲစီကန့်စီသွေးချောင်းစီမဲစီသွေးကွဲစီမဲစီစတဲ့စီတုံစီအနက်ပြည်သူများနဲ့တော်လိုင်းရေးသမားတွေသွေးအေးစီမဲစီသွေးချောင်းစီမဲစီတွေကိုကြော်ပြတ်နိုင်ခဲ့ကြပြီးနောက်ဆုံးကြံရည်သွေးကွဲစီမဲစီကိုညီညွတ်စွာနဲ့ ော်ဖြတ်ကြဖို့လိုအပ်ကြောင်းရဲဘော်တင်ဦးကတိုက်တွန်းပါတယ်။ဒီကနေ့စကားပိုင်းဆွေးနွေးပွဲမှာအေယာရီတိုင်းသားတအုပ်ဖြစ်တဲ့အတူစစ်စင်ရေးတပ်ဖွဲ့ SOF ကတာဝန်ခံကိုအောင်ဆန်ရှာအခက်ခဲများစွာကြားမှာမြေပြင်ထိုးစစ်သည်လုပ်ငန်းများစွာအကောင့်ထည့်ဖို့နိုင်တဲ့အကြောင်းအေယာရီတိုင်းသားများတော်လိုင်းမှာပါဝင်နေမှုတို့ကိုပြောပြပါရစေ။ တိုင်းရင်းသားလက်နက်ကင်အဖွဲ့အမာခံရှိတဲ့ဒေသမှာလက်နက်ကင်တော်လိုင်းအောင်မြင်စွာလှုပ်ဆောင်နိုင်ပါမလားဆိုရင်စိုးရင်စေရှိခဲ့တော့လေလက်ရှိမှာပသိမ်မုံရွာကားလက်မအပောင်းဝင်လက်မကြီးပေါ်ကိုတော်လိုင်းတပ်ဖွဲ့များထိုးဖောက်ဝင်ရောက်လာနိုင်ကြောင်းကိုအောင်ဆန်ရှာက ပြောပါရင် ARD တိုင်းသားတွေရဲ့နေရာအနှံ့ပတ်ဝန်းမှုကလက်ရှိ ARD တိုင်းမှာပဲတဖြည်းဖြည်းစိတ်ဝင်ပြီးအင်အားကောင်းလာပြီဖြစ်ကြောင်းဘကိုးစစ်တောင်းမြေဝံကရင်မွန်တီတာအတီတီမှာလည်းလက်ရှိအချိန်တည်းအင်အားဖြည့်တော်လိုင်းတာဝန်များထမ်းဆောင်နေပြီဖြစ်ကြောင်း ARD တိုင်းမှာရဲဘော်များတော်လိုင်းမှာပါဝင်နေမှုအခြေအနေကိုကိုအောင်ဆန်းရှာကအသိပေးပါရယ်နောက်ထပ်တပုတ်အနေနဲ့လာရှုမြို့နယ်မှာ SSBB နဲ့ MND တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိခိုက်ဒေဆုံမှုရှိခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့နယ်ဟန်နာကျေးရွာအုပ်စုနန်းလုံကျေးရွာနီးက SSBB နဲ့ MND ီရဲတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးရနောက်ထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ10ရက်နေ့နေ့လယ်2နာရီခွဲဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးနေမြေအငင်းပွားမှုကိစ္စဆွေးနွေးတာမအောင်မြင်ပဲတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။တိုက်ပွဲအတွင်းကိုကန် MNDA မှာတပ်သား၈ဦးကြာဆုံးခဲ့ရာဒဏ်ရာရရှိသူတွေရှိတယ်လို့ SSPP SSC ကထုတ်ပြန်ထားပါတယ်။ SSPP SSC တပ်ဖွဲ့တွေစစ်ကြောင်းထွက်နေချိန် MNDJP MNDAA ရဲ့တမ617လက်အောက်ခံတပ်ဖွဲ့တွေကချုံခိုးဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးညနေပိုင်းမှာလည်းကိုကန့်တပ်တွေကထပ်ပြီးဒိုးစစ်ဆင်ခဲ့တာကြောင့်တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ညနေ9:00နာရီကမှတိုက်ပွဲတွေညီသက်သွားပြီးမြန်ဖက်တိုက်ပွဲတွေကအင်အားထပ်ပြည့်နေကြတာကြောင့်ဒေသခံတွေအနေနဲ့စိုးရိမ်နေရတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန်မှာနားလိုင်းဟန်နာဟင်းလွန်နဲ့ကောင်းကောကြီးရွာတို့ကဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီတပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးဖုံကြီးကြောင်ဝင်တွင်ကြောင်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ကြောင်ထိုင်စရာတော့ပြန်လည်တော်မူတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝင်မြို့နယ်ရှင်မုတ်တီကျေးရွာအုပ်စုစော်ဝါရွာတစ်စိတ်ပင်ကျောင်းပဒနာနိုင်ကကြောင်ထိုင်စရာတော့ဗတ်တန်နာအိမ်နောဘာသာကစစ်ကောင်စီတပ်ပြစ်လိုက်တဲ့လက်နက်ကြီးကြီးစားထိမှန်ပြီးဇွန်လ1ရက်ညနေပိုင်းမှာပြန်လည်တော်မူသွားကြောင်းတပည့်တန်ကနဲ့တကာတကာမှစီမံတည်ရပါရယ်။ဒဝင်မြို့ရှင်မုတ်တီရွာနီရွှေကူတရာရှိစစ်စင်ရေးဂိမ်းမှာဇွန်လ1ရက်နေ့လယ်တနင်္ဂနွေကအချိန်ကစပြီးစစ်က ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်များနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဇက်တိုင်မျိုးအတွင်ပစ်ခတ်ခဲ့ကြောင်းဒေသခံတွေကပြောပါရယ်အဲ့ဒီလိုစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်သစ်စိမ်ပင်ကြောင်းဝန်အတွင်လက်နက်ကြီးကြားရောက်ပောက်ခွဲကဆရာတော်ကြီးစားထိမှန်ပြီးပြန်လည်တော်မူခြင်းဖြစ်ကြောင်းဆရာတော်ရဲ့တပည့်ယဟန်တပါကမိန့်ပါရယ်ရွာထဲမှာတိုက်ပွဲဖြစ်တော့ရွာသားတွေကဆရာတော်ကြောင်းကိုပြေးပြီးလာကြတယ်ရွာထဲမှာမနေရဲလို့လေအဲ့ဒီအချိန်မှာဆရာတော်ကနေနေတဲ့ကျောင်းဆောင်ကနေပြီးရွာသားနာကိုအားပေးစကားသွားပြောတယ်အားပေးစကားပြောကြပြီးဆရာတော်ကကျောင်းဆောင်ကနေ ပြန်အတွက်မှာဥကောင်းကိုလက်နက်ကြီးစာဆင်ပြီးတခါတည်းပဲပြန်လုံတော်မူတာပါအုံနောက်တချမ်းမရှိတော့ဘူးလို့သိရတယ်လက်နက်ကြီးစာမှန်တာကညနေ3နိုင်ခွဲမှာပါဆရာတော်ရဲ့ចောင်းတိုက်တွင်နေမှာပဲထိတာပါအခုရွာမှာမိကတည်နေတဲ့ဒါကြောင့်ဆရာတော်ကိုចောင်းတိုက်ကမိဆက်နိုပြီးပူဇော်ထားရတယ်ပြက်ခတ်တန်တွေကငြိမ်သွားပြီလို့ဆရာတော်ရဲ့တပည့်ယဟန်တစ်ပါးကမိန့်တော်မူပါတယ် ဆရာတော်က ပြောင်းလဲတော်မူချိန်မှာအသက်တော်66နှစ်သိခါတော်56ဝါရှိပြီဖြစ်ပြီးဇာပနာစီစဉ်ကိုဘယ်လိုဆောင်ရွက်မလဲဆိုတာကိုဆုံးဖြတ်လို့မရသေးကြောင်းတပည့်ရဟန်းတန်ခါများနဲ့ဌာကဌာကမှထမသိရပါတယ်အခုကနင်းမြီအနေထားကဘယ်လိုလဲမသိရသေးဘူးဆရာတော်ရဲ့အန်တီမဇာပနာပွင့်လို့ဖို့ကအားလုံးနဲ့တိုင်ပင်ရအောင်မေဇာပနာကိစ္စကိုပြောလို့မရသေးဘူးလို့အထက်ပါဆရာတော်ကဆက်လက်မိန်ကြပါတယ်ဒါအပြင်ရွှေကူတောင်တိုက်ပွဲအတွင်းရွှေကူတောင်ချိန်မှနေထိုင်တဲ့အသက်30အရွယ်မြို့သားတအုပ်လေးစစ်ကောင်စီပြစ်လိုက်တဲ့လက်နက်ကြီးကြီးစားထိ မှန်တည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တအုန်အင်းနဲ့မြောက်ရီမျိုးစောင်းတက်ခလာရ295တိုက်ခိုက်ခံရမှုတိုက်ခိုက်မှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်295တိုင်ရင်တွေကထိုင်းပြန်စစ်ကောင်စီတပ်သားတွေ စုပေါင်းစစ်ကြောင်းထိုးမယ်လို့ကောလာဟာလာတရင်ထွက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့ဆောင်တပ်ဖြတ်တဲ့ခလာရ985တိုင်ရင်ကိုတော်လိုင်းတပ်တွေမနေ့ကမေလ31ရက်ညအပိုင်းကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိရလို့ကရင်စည်ရေးတရင်ရင်မြစ်ကပြောပါရယ်။မေလ31ရက်ညအပိုင်း9နာရီလောက်ကစပြီးည10နာရီလောက်ထိတော်လိုင်းတပ်ဖွဲ့တွေကခလာရ985တိုင်ရင်နဲ့ကိုလက်နက်ကြီးတွေနဲ့စက်တိုက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ကရင်စည်ရေးတရင်ရင်မြစ်ကပြောပါရယ်။ကြားတာအနေငယ်ထိခိုက်တယ်ကြားတယ်၊၃ယောက်ထိခိုက်တယ်လို့ကြား တယ်လို့ကရင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။မြရီမျိုးကန်တအုပ်ကတော့ခလာရ995တရင်နေကိုအနည်းဆုံးလက်နက်ကြီး10လုံးလောက်ကြားရောက်ပောက်ကွဲခဲ့တယ်လို့ပြောပါတယ်။မင်းညက995တရင်တိုက်ခိုက်ခံရတဲ့လက်နက်ကြီးတန်တွေကထိုင်းနိုင်ငံမဲဆောက်မျိုးကနေအတိုင်းသားကြားနေရတယ်လို့မဲဆောက်မျိုးကမြန်မာတွေကပြောပါတယ်။မေလ28ရက်ကမြရီမျိုးတောင်ပန်းနာကဝေါ်လီမျိုးကကနဲလီတက်စကန်သိမ့်ပိုက်ခံရပြီးမှခလာရ995တရင်ကတော်လိုင်းတက်ဖွဲ့ရင်းရှိရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီပစ်ခတ်မှုမှာမြရီမျိုးနာကရွှေမြစန်ဒီရက်ွက်က ကပြည်သူသုံးဦးထိမှန်ခဲ့ပြီးတအုပ်ကတော့မဲဆောင်စင်းယုံကြီးမှာအရေးပေါ်ကုသနေရပါတယ်ခလာရ985တရင်ကိုကရင်မြို့သားလူမျိုးရေးတပ်မတော် KNL PDF ကော်ပရာပူပေါင်းတပ်တွေက2024 AB 10ရက်ညကအဲ့ဒီတရင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ခလာရ985တရင်နဲ့ကတမ44တမမှုပုံမှုကြီးစိုးမြင့်ထက်အပါဝင်စစ်ကောင်စီတပ်သားတရာကျော်ကမြန်မာထိုင်းချစ်ချင်ရေးတရားမှ နှစ်အောင်မှာတွားရောက်ခုံလွန်ခဲ့ပါတယ်။တော်လိုင်းပူပေါင်းတပ်တွေကခလာရ295တရင်ကိုတပတ်ကြာပဲထိန်းချုပ်ပြီးပြန်လည်စုခွာခဲ့ပါတယ်။အခုအဲ့ဒီ295ထဲမှာမြန်မာတိုင်းနယ်စပ်ကတပ်စခန်းသိမ်းပွဲတွေကနေတိုင်းနိုင်ငံတွေကိုထွက်ပြေးတဲ့ရှာနေချီရဲစစ်သားတွေကနှစ်ခုငါးရဲကိုပြန်လည်ဝင်ရောက်ရှိနေပါတယ်။မြန်မာတိုင်းနယ်စပ်ကဗလဲတူစခန်းသိမ်းတိုက်ပွဲကနေတိုင်းနိုင်ငံတွေကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား60ကျော်ကိုမေလ28ရက်နေ့မှာနေစပ်ခိတ်ပြတဲ့16ခိတ်ကနေမြောက်ရီမျိုးဆောင်တပ်ဖြစ်တဲ့ခလာရ295တရင်တွေကိုပြန်ပို့ခဲ့တယ်လို့သတင်း ညင်းမြစ်တွေကပြောပါတယ်ဘလန်တိုတပ်စခန်းကနေထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား62ဦးကိုကရင်နယ်ကြားစောင့်တပ် BGF ရဲ့အမတ်လေးစစ်တီတာမှုပုံမှုကြီးမုတ်တုံထိန်းချုပ်မှုအောက်ကနေဆက်ခိတ်ပေါက်တစ်ခုဖြစ်တဲ့16ခိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်သားတွေစခန်းသိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးပြီးပြန်ပို့တာတွေလုပ်ရင်အဲ့ဒီ16ခိတ်ကနေပဲပြန်ပို့တယ်လို့ဆိုပါတယ်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်တပ် KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDN ရဲဘော်တွေကမြန်မာထိုင်းနဲ့စစ်ကောင်စီတပ်စခန်းတွေက က်ကိုစက်တိုက်သိမ်းပိုင်နိုင်ခဲ့တာပါပြီးခဲ့တဲ့မေလ23ရက်နေ့ကကွန်ကရစ်မြို့နယ်ကစစ်ကောင်စီရဲ့ဗလက်တူတပ်စခန်းသိမ်းတိုက်ပွဲကနေစစ်ကောင်စီတပ်သား62ဦးကထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးခဲ့တာပါထွက်ပြေးပြီး9ရက်အကြာမှာပဲထိုင်းစစ်တပ်က16ကိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ် မေလ29ရက်မှာလဲစစ်ကောင်စီတပ်သား60နှုန်းကထိုင်းနိုင်ငံတွင်ကနေဖြတ်ပြီးတိပေါ်ပူပြူဝတက်စကန်ကိုစစ်ကူလာခဲ့ပါတယ်။အဲဒီစစ်ကောင်စီတပ်သား60နှုန်းကိုလဲတော်လိုင်းပူပေါင်းတပ်တွေကမေလ28ရက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ28ဦးကထိုင်းနိုင်ငံကိုပြန်လည်ထွက်ပြေးခဲ့တာတော့ဒါအပြင်မေလ28ရက်ညအောင်ပိုင်းမှာလဲနေဆက်ကဝေါ်လီမျိုးနာကကနင်းလီစစ်ကောင်စီတပ်စကန်တော်လိုင်းပူပေါင်းတပ်တွေကတင်ပိုင်ရာမှာလဲစစ်ကောင်စီတပ်သား50နှုန်းဦးကထိုင်းနိုင်ငံကိုထွက်မှန်ထွက်ပြေးခဲ့ပါတယ်။နေဆက်ဒီသားမှာရှိတဲ့တပ်စကန်တွေတိုက်ခိုက်ခံရတဲ့အခါစစ်ကောင်စီတပ်သားတွေကအလွယ်တကူပဲထိုင်း ိုင်းနိုင်ငံနဲ့ကိုပြေးဝင်နေကြတာပါထိုင်းစစ်တပ်ကထိန်သိမ်းပြီးရတက်တပတ်ကြတဲ့အခါသူတို့ကိုစစ်ကောင်စီထံပြန်လွှဲပေးပါတယ်ကောလာဟာလာတရင်းဒီမှာတော့ခလာရ195တရင်မှာစုမိနေတဲ့ထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးပြီးပြန်ဝင်လာတယ်ထိုင်းပြန်စစ်ကောင်စီတပ်သားတွေကတော်လိုင်းတက်တွေတင်ထားတဲ့မြောက်ရီမျိုးထွက်ကသင်ငန်းညီနောင်ဒေသကိုစစ်ကြောင်းထိုးမယ်လို့ဆိုပါတယ်လက်တလောအချိန်ထိတော့စစ်ကြောင်းထိုးထွက်တာမရှိသေးပဲနှစ်ခွန်ကတရင်ထဲမှာပဲစုဝေးနေကြပါတယ်သူတို့ထိုးရဲလို့ထိုးပေါ်လို့ကော့ဘရာစစ်ကြောင်းနဲ့နီးစပ်တဲ့ခင်းစည်ရေးတရင်အင်းမြင့်တအုပ်ကပြောကြောင်းတရင်မှာဖော်ပြပါရှိပါ barra Engenho.